မင်္ဂလာပါရှင်1956ခုနှစ်ဇူလိုင်လထုံးရရီမဂ္ဂဇင်းမှာပါရှိတဲ့စာရေးသူဇင်အောင်ရေးသားထားတဲ့မြစ်တာပန်းတပွင့်ဆိုတဲ့မဂ္ဂဇင်းဝတ္ထုတို့ကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်။ကျမကတော့စာဖတ်သူမင်းနှင်းဆက်ဖြစ်ပါတယ်ရှင်။မြစ်တာပန်းတပွင့်အဖွားချစ်ဆောင်သည့်ရွှေစည်းကောင်ဖျားအတွင်းမှာသာတွားရောက်နေလိုကြပါက အံ့စဲပါဖြစ်သွားလေရောမည်အဖွားချစ်ဆောင်သည်တော်တော်အံ့ဩစရာကောင်း၏မယုံခြင်းဝယုံပင်ပုံစင်ဟူ၍သာဦးကြောင်ကြောင်နဘေးထက်နှင့်တင်စားဖို့ကောင်းလိုက်ပြန်ပါသည် အဖွားချစ်ဆောင်အကြောင်းကို ပြောပြရပါလျင် ကိုဘက်ကပဲနိုင်တယ်လို့လို့နှင့်ပစိုးကြီးကိုမှပြီးကကြတော့ခွဲရည်တွဲရည်ခစ်သည်လဲပါလာရပါတော့မည် ွဲရီတွဲရီဒီဟုသောရေအပေါ်အဆက်တို့သည်စုလုံးသိက်ခဲနေသောပြွေစိတ်အုံကြီးကိုညိုဝါပြလိုက်သည်ဟိုနာနေနေဒီနာနေနေဖြင့်မျောပါသွားကြကကိုကိုကိုဟောက်လာပြီရဲ့လို့စဲကြကလော်ကြလေ၏ကျုပ်တို့ဟာကလားတွင်နဲ့ခွဲရမယ်အခုဆိုရင်ကျုပ်တို့မြန်မာကိုကဘာကမသိဘူးကလားပြည်ရဲ့နေကလေးတနေအဖြစ်နဲ့တိမ်မြုပ်နေရတယ် တွဲတယ်ဆိုတာမြင်းပွဲကြမှာတွဲတာအဲအဲတွဲတယ်ဆိုတာသူ့နှက်ခဝါရီဖြစ်တယ်အခုဆိုရင် မြကြီးနားဘက်မှာဘိုက်ခွန်တွေကြက်ခွန်တွေ ခွေးခွန်တွေကောက်ကုန်ပြီဒီအတိုင်းသာဆက်ပြီးတွဲသွားရင် အမျိုးဘာသာတသနာနဲ့တကွလူမျိုးဘာပြောက်သွားရလိမ့်မယ်ဒါကြောင့်ကိုကြမကို ဖန်နှီးနိုင်အောင်ခွဲရေးဘက်ကိုမဲထဲတော်မူကြပါ နေရာမှာရေကြီးနေ ဖျက်ကြီးရွာတွင်ဖြစ်သည်ဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေသတင်းစာကြည့်ရမှန်းမသိသောဖျက်ကြီးရွာသူရွာသားတွေမှာတက်တက်ဆင်ဝင်းနေသော မြေကြီးနာသတင်းကိုမြေတို့လျင်ကြားသိနိုင်ကြပါမည်နီဖျက်ကြီးရွာ၏ခွဲရဲခေါင်းဆောင်မှာအဖွားချစ်ဆုံး၏မောင်ရည်တမျှချစ်ခင်ရသောဘာကြီးတန်အောင်ဖြစ်နေ၏တွဲရဲခေါင်းဆောင်မှာအဖွားချစ်ဆုံး၏ထံပါ အလောအကျွေးဖြစ်သူ ဘာကြီးမိုးဖြစ်ပေသည်ကျုပ်တို့ဟာ ကလားပြည်နဲ့ခွဲလိုက်ရင် သူ့ကျွေးတွေကို ပေးရတော့မယ်သူတို့ဟာဆိုရင်အင်္ဂလိပ်အစိုးရမင်းများရဲ့လက်အောက်မှာကျုပ်တို့အရင်ရောက်နေတဲ့အတွက်ကျုပ်တို့ထက်အရာရာမှတာတယ်အခုဆိုရင်ဂန္ဒီကြီးကောင်းဆောင်ပြီး ဟောင်းမယူရဖို့တောင်းဆိုနေပြီ သူတို့နဲ့သာမခွဲဘဲနေနိုင်ရင် ကျုပ်တို့ပါရော့ပြီးလွတ်လပ်ရရမှာပဲကလေးပြည်ကြီးဟာ ကျွတ်တို့ရဲ့အမိပဲ။ ရုပ်တို့ဟာလေကလားကဆင်းသက်လာသူတွေပါဗမာအစတကောင်းကားလို့အဆိုရှိခဲ့ပါတယ်ရုပ်တို့ကိုးကွယ်တဲ့ဂေါရမမြတ်စွာဘုရားဟာလေကလားပြည်သားကလားပါပဲဒါကြောင့်အမေနဲ့တူတဲ့ကလားပြည်ကြီးနဲ့မခွဲကြပါနဲ့မြင့်မြတ်တဲ့မြစ်စိမဒေတာကြီးနဲ့မခွဲကြပဲနဲ့တွဲရဲဘက်ကိုမဲပေးတော်မူကြပါရင် တောင်းမယ်ပါသည်ခမညာဘာကြီးမိုးတို့ဤတရားပွဲမှာတက်ကြီးကောင်းချခြင်းတွင် ြည့်စည်သွား၏။ဘာဂျီမိုသည်တရားပြီးသည့်နောက်ပြည်ဝင်အိုတလုံးချက်ခံကြားမှအိမ်ပြန်ရောက်လာသည်။ရှိရှိသမျှကိစ္စများကိုဘာဂျီမိုကသာဥဆောင်ပြီးတက်တားမှောက်စီစဉ်ရသောကြောင့်အိမ်ပြန်အရောက်တွင် ဟိုက်နေရှာ၏။သူ၏တရားရုံးအခါကဒေဝိစတာလှကလေးရ၏စကားပြောတံကိုတော့မှ နားမစင်နိုင်။နေတဲ့ကို အတက်ဆူးခံရတော့ရှုံးချက်အိုကြီးလို့ ပါဇက်ကြီးကိုဖျဲပြီးမိမ့်နေရလေသည် ကိုကျိုးလည်းမပါဘဲနဲ့ဒီလောက်ပဲပင်မခံရသလားကိုမိုးရဲ့အဖွားချစ်ဆောင်ကသူမအိရွှေပြည်တော်မူကိုဇာမတိတမ်းမရဖြစ်ဟုတင်စားရလအောင်စေတနာမြတ်တာဖြင့်ရက်ဆက်ထားသည့်ဝါရက်တောင်ကလေးဖြင့်ရက်ခတ်ပေးလျက်ဂယုဏဖက်ခာညှိတွာနေသည်တော်စဲအမေကြီးဘိုင်းမိုးသည်တို့ဖြင့်အထိုးခံရသော မွေပွေးလိုစက္ကနေထောင်ထလာကပြည့်၍ပြည့်၍ငေါရကငေါ၍ငေါ၍ပြည့်နေသည် ပိုးစားထသောဓဏိဆွေးကြီးနှင့်တူသောနှခမ်းစပင်ကြီးကလည်းထောင်ထလာရပြန်ကဘာမှအနာမပစက်မှမသိပဲနဲ့ရဲ့ရဲ့ပြီးတခါလာကိုကျိုးတခါလာကိုကျိုးနင်တို့လိုကိုကျိုးသမားတွေကြတိုင်းပြည်နဲ့လူမျိုးပါကျွန့်ဖြစ်ရတာသိလား ျုပ်ကဒါပြောတာမဟုတ်ပါဘူးဖိုးကြီးရာအခုလဲလာပြန်ပြီကိုချိုးဒီလိုကိုချိုးသမားတွေကြီးဆိုရင် အမျိုးရောဘာသာရော တခါတည်းပြောက်မှာပဲဘယ်တော့မှလဲဟောမလူရမှာမဟုတ်ဘူးအဖိုးကြီးဘာကြီးမိုးမှာ ရှေးဖိုးကြီးပင်ဖြစ်တော်လဲမငယ်ငကန်းတလုံးမြမသိတော့ပြိသက်အလဲတွင်မြမလိုလွယ်ကူတော့အတိတ်ပဲပြန်ပြီးသားစကားကိုပင် အင်္ဂလိပ်လိုညှက်၍ညှက်၍သုံးတော့ ယနေ့ဆရာတို့ထဲဘာကြီးမိုးကပိုး၍ခင်မိ၏။ယနေ့ဆရာတို့ဤကြောက်ကြက်သည်ဘာကြီးမိုးတို့ထံမှ စီစဉ်လာသည်။ကြော်ပြောတာကတခြားပါကိုမိုးရာကိုချိုးတပြားသားမှမပါဘဲနဲ့အလုတ်ပြက်အကင်ပြက်နဲ့ဟောလိုက်ပြောလိုက်ရတာ။အဲ့ဒီလိုလှုပ်ရပြီးတော့လူမုတ်ခံရတဲ့အဖိုးကြီးရဲ့။အိုးဘာဖြစ်လဲမောင်ပစီ။တခြားဟာကိုမကြည့်နဲ့။ตาအောင်ကိုကြည့်။ဒီတွဲရေးခွဲရေးမပေါ်လာခင်တော့ကဆိုရင် တာအောင်တဲ့ကျုပ်တို့ဟာထိတ်ပုတ်ခေါင်းပုံနဲ့ဇာလာတောက်လာဝင်လာထွက်လာနေကြတာမဟုတ်လားသူ့မိယာမင်းညံခါကော တခါတလေအိမ်မပြောင်းဒီမှာပဲအိပ်နေတာပဲတော့လည်းတခါတရံသူ့တို့အိမ်မှာအိပ်နေတာပဲကဲအခုဆိုရင်အိမ်ရှိတာမလျှောက်လာတော့ဘူးဟဲမလာလဲအေးတာပေါ့ဘာကြီးမိုးမှာတောတာရှင်လိုရာတက်ပြားကိုနားစင်နေသည်အလားကြားရချက်ကိုပြုတ်လာရော့ထင်မှရဲ့ ထမင်းစားပွဲသို့ထသွားတော်သည်ဒါရင်ဘဲဟောက်အောင်မလဲအဖွားချစ်ဆောင်ဤစကကြောကမပြတ်နိုင်သည်ထမင်းစားပွဲသို့လိုက်လာပြန်ကတော့ပါတပုတ်လေလွင်ပြောခံလာရပြီဖိုးကြီးရဲ့ဟင်ဘာကြီးမိုးကအန်အောချင်းကိုဖော်ပြတော့အတန်ဖြင့်ညလုံးကိုဖျက်ပြီးမော့ကြည့်လိုက်ရအဖွားချစ်ဆောင်ကလေချင်းတက်လာသည့်အောက်မိကရေတခွက်ကိုပြေး၍ခတ်ပေးလိုက်သည် ရော့ရော့ဒီဆန်ကနည်းနည်းကျန်းတဲ့အပေါ်မှာအေးသွားပြန်တော့လေခန့်ချင်တာပေါ့ဘာကြီးမုံးမှာဘုမတိဘာမတိနဲ့ရေမတောက်ချင်မှာပဲနဲ့ရဲ့ရေတောက်လိုက်ရရှာတယ်မနေ့တော့တောင်ရွာတရားပွဲမှာတော့မရခိုးတဲ့တော့ကသူ့ကိုချစ်ဟန်ခင်ဟန်စောင်းပြီးသူ့မယားကိုကြာခိုးတဲ့ခွဲရည်တွဲရည်ကိုနားမလည်ရင်အသာဖယ်ထားအရိုင်နာကန်ကျူးလိုမှုကိုမုံးတည်ရင် ခွဲရဲ့ဘက်ကိုမဲပေးပါတဲ့။ကဲကောင်းသေးလား။ဟင်ဒီတခါတော့ဘာကြီးမိုးကရေခွက်ကိုကင်ထားပြီးလေခန္ဓာလေးချက်တက်တာမဟုတ်ပါဘူး။အမေကြီးကဟုတ်ပြောလိုက်မှအဖွာချက်ဆုံးမှာတိပါဦးတော့ကျောက်ကစံကျန်းလို့လေခန္ဓာမှတ်နေတာဟု ပြောလိုက်လေ၏။တနည်းပြောက်သွားတဲ့ကျွဲပေါက်ကြီးဟာလေတာအောင်ကကျောက်တို့ကိုမုန်းလို့တက်တက်မှတ်သွားတာတဲ့။ပြီးတော့ကွင်းတာမှာတက်ပြီးရောင်းတဲ့ အေးဒါတော့ငါလည်းကြားတယ်အမေကြီးစိတ်မကောင်းဖြစ်မှာဆိုလို့ပြီးတော့ကျုပ်ကလည်းမဟုတ်တန်းတရားတွေအပြောခံရတဲ့အဖိုးကြီးရဲ့ကျုပ်ကတော်မသိအောင်ညံ့မွေးတယ်တဲ့တော်ဟာမရမ်းညံ့မွေးတာတော့မသိတဲ့လူအကြီးတဲ့အဲ့ဒီလိုကိုထမင်းကိုစားပြီးသူများစော်ကခံရမယ့်အလုပ်ကို မလုပ်ပါနဲ့တော့အဖွားချစ်ဆောင်ကဘာဒီမိုးဤမျက်နာကို မော်ကြည့်လိုက်သည် ဘာကြီးမိုးမှာဒေါသရံသောထမင်းကို စားလို့တော့မဖြောင့်မီးဖြစ်တော့ကြောင်းလက်ကိုရေးပွက်ထင်းနှစ်လိုက်တော်သည်ဟင်းသေးတာမလျှော့ဘူးဟိဒင်းတို့ကိုကြောက်လို့နောက်ဆုတ်သွားတယ်လို့အပြောခံရမယ်အတူတူစိတ်နဲ့တန်မြာရီကိုဖျောတောက်ပြီးသေးလိုက်မယ်ဟွန်းဘာကြီးမိုးတို့ငငယ်ကခနေချင်းရဖြစ်လျင်စတဲ့တော်စကားများသည်ဘာကြီးမိုး၏နားတွင်ဝင်မင်းမူဆိုးအုပ်နေလေသည် မိုးကြိုးပြစ်လို့ထဲလက်ကအနောက်ပိုင်းကဲပါလာပေါ့လာပေါ့အနောက်ပိုင်းကကဲပါရီစွန်းတော်တင်မရလို့ငိုတလေရင်းတော့လည်းရင် လူကြီးတွေတင်ထားသောတန်းချက်ဖြင့်တစ်ဖက်သားမခံခြင်းအောင်စာကြသည် လက်မြချင်းမြန်သူပါလည်းရင် ထိတ်ပေါက်ခေါင်းကွယ်နှင့် ရန်စစ်ပွဲရက်စဲသွား၏နှစ်ဖက်လုံးမှာကြောက်ချဲတွေကြီးဆိုလျင်တော့ဂဲတလန့်စာမှနေပြီး ကြွက်ကန်းဆောင်သလိုစောင့်နေကြကလဲခွင်းထိုးပြလိုပြအယုတ်တာအနတ္တတွေဆဲလိုဆဲနေအစွမ်းပြနေကြ၏ကြာတော့အား၆ခါရေတောက်ချင်လာကြသည်စိတ်ရဖြစ်လို့စေမရှိသောကြောင့်အေးစည်းစွာလှည့်ပြန်သွားလျင်တစ်ဖက်ကမခန့်ကျင်အောင်စပြန်သည်တို့အကြောင်းလို့နောက်ဆုံးပြေးဘာကြီးအိမ်ကချီစာခွေတဲ့အေးအေးအဲ့ဒါတည် ဗာဒီမိုဤနားရဲတွင်စွဲနေ၏ခိုင်မြင်နေ၏ဧတဟာကြောင့်ပင်အလျှော်မပေးနိုင်အောင် ဖြစ်နေသည်မမှန်မကန်ကိုဆိုရပါလျင်လဲသူဤယုံကြည်ချက်က သူ့အားပြဲထန်စွာလွှမ်းမိုးနေ၏ဗာဒီမိုမှာလောက်ထာကတွဲရေးဖြစ်တော်လဲသူကိုယ်တိုင်ပင် တွဲရေးနှင့်ဆက်ကျဲသောဘဝသို့တဖြည်းဖြည်းတက်လျှော်နေရလေပြီအကြမ်းမူကား ခွဲရဲတွဲရဲကို ဆောင်ရွက်မှုကြောင့်နေမယာစေဝံကွဲစားပြုလာပြီးဖြစ်တော်ကြောင်းသည်ပစ္စည်းဥစ္စာများတစတစပြက်ပြားလာရသည် အခုပဲအသက်ပင်သေးသည် ကဘာကြီးပင်ပြက်ပြက်ချင်မဲဟူ၍တစ္ဆာထားခဲ့သော အဖွားချစ်ဆောင်ထမ်းမှအချစ်ကိုမရတော့ပြီလစ်လူရှု၍ကြောခိုင်းထားခြင်းခံရသည်လက်သေးတွေသွားတွေနဲ့ကောက်သည်ချစ်သည်ဖဲ့သည် ်ချစ်သည်ဗာဒီတောင်ကလည်းတော်တော်ဆိုးတဲ့လူဖြစ်၏အရက်ကလန်ကိုတန်တိုက်ထားသော နာလာဂရိငနေထက်ဆို၏ခွဲရတွဲရနှင့်ဘာမှမပတ်သက်သော အဖွားချစ်ဆောင်ကိုပါအသက်လော့ပုတ်ခတ်သည် မတော်မတရားတွေကို ကြက်ကြက်ဖက်ဖန် စိတ်ကူးပြီးပြော၏အဖွားချစ်ဆောင်ဤနာဝါသို့ဗာကြီးတာအောင်ဤမတရားတရားတွေကအကုန်ရောက်၏ဒီအခါတွင် ငိုဖို့တက်တက်လှုပ်ဖြစ်လာတော့အဖွားချစ်ဆောင်ကငိုခုံမပေးရတိုင်းနင်းကံငိုရှာသည်ညည်ရတော့သည်ညက်တိုင်းညက်တိုင်းထွက်လာရကတောင်လက်မောက်တရှောင်းလိမ့်ကျလာတော့ထုံးချောက်တုံးကလေးတွေပမာကြပြာဆန်သော ပြကွင်းကိုဖန်တီကြကုန်၏အဖွားချစ်ဆောင်ဤရင်တွင်ဝင်လှန့်ကျော်ဖြင့်အထူးခံရတကဲ့သို့စူးရှာနာကျင်ရှာ၏တင်ချလက်နမင်းကိုတောက်မိသလို ပူလောင်ရရှာ၏တညသောတညတွင်ဘာကြီးမိုးမှ တွဲရည်ကိစ္စအတွေ့ရေကြီးသို့သွားရာကပြန်မရောက်လာပဲရှိနေသည် အဖွားချစ်ဆုံးမှာငွေလာကလေးမှုံညက်ညက်ကို အမှန်မထင်ငြိကြည့်နေရှာ၏သုံးရက်လဒဇင်ကွဲကလေးသည်မိโกများဖြင့်မဲနဲ့နေသောထရံတွင် တွဲလဲချိတ်ခိုနေရသည်ကျဲပြောင်ကလေးတွေကတော့ ထင်ရန်ဤအပေါက်ကလေးတွေနှင့်တူနေ၏လာဘိတ်မန်တကားမှတိတ်တခိုးလှိမ့်ကြလာသောလာရောင်ရော့ရဲရဲသည်ဖြាច់ကြီးရွာအတွင်သို့မတထာရေစာကျွေးသည့်သဖွင့်ကျဆင်းနေသည်အဖွားချစ်စုံတို့အိမ်၏ချင်းရင်ဘက်တွင်ဆလူမိုးနှင့်အိမ်ငယ်ကလေးတစ်လုံးရှိ၏အိမ်၏စင်များမှတိုင်ကိုဖောက်ပြီးဆွတ်ထားသောရမများပေါ်တွင် တင်ထားသည်အိမ်ရှင်မှာ လေးမျောတာကိုပင် အမျောတော်စီရင်ပြုတ်ပြင်းခြင်းဟုစားဖွဲ့ခံရသောမောဆိုးမှမလှရင်ဖြစ်သည်။ဖျားကြီးရွာ၏ကာလာသားတို့သည်ဘဲကအနံ့ရလာသည်မသိ။မလှရင်ဤအိမ်ပင်ရှိတရက်ပင်အုပ်ကြီးအောက်တွင်စုယုံနေကြ၏။လာကြဟိခြေတံမကြားစေနဲ့နော်။ကာလာသားကကိုလူမွေးကနောက်သို့လှည့်လျက်တီတို့ပြောလိုက်ကအင်္ဂလိပ်အနာတို့ ချီကပ်သွားလေ၏အိန္ဒိယတွင်သေနာနာမီယောင်နေမောနုကလေးသည်ကြာချီတဘာဝကို လက်ပြနေသည်မီယောင်ကသေနာနာဖြစ်သလားလူသားနှစ်ယောက်ကမဲပြင်းနေ၏တယောက်သောအထီးတတဝါမှာခွဲရည်သမားဗာဒီတာအောင်ဖြစ်သည်တခုသောအမတတဝါကတော့မတ်လှရင်ဖြစ်နေ၏ဗာဒီတာအောင်မှာသူ၏ငွေရောရာနှခမ်းမွေးများဖြင့် မလှရင်ဤပရှုံတွတ်တွတ်ကို ကလိနေရကချစ်ကပါစီတို့သွားရင်လော်တက်ကိုပြင်း၍ရွက်ကိုဖွင့်နေသည်သွားဟေးသွားဟေးညမောင်ကတောင်ပွဲခပန်းကိုသွားထွန်းလာတော့ကအဝကစောင့်ဟိနော်ကာလာသားကကိုလူမွေးဤအတန်ကရုတ်တရက်ထွက်ပေါ်လာသည်ကြံလူများမှာအသက်မြပင်မရှူနိုင်ဓာမျိုးသာကြည်နေရလျင်ကကပါတွေပြုံးပါစေတုံးပါစေဟူသော အတိတ်ထံကြီးဖြင့်မဲနေကြရာကဟင်းကနေတက်ပြင်းချလိုက်ကြပြီးထရံမခွာက အသီးသီးတာဝန်ကြရာနေရာသို့လျှောက်သွားကြလေ၏အင်္ဂလိပ်ဤ80နှစ်နောက်ဆင့်ကို လူရှိယောက်စီထန်းထားခိုက်တွင်အိမ်တိုင်တစ်ခုလျင် လူတယောက်ကြဖြင့်တိုင်တွင်ဖောက်ရှူထားသောရက်မာများကို ရောင်းတော်ပြန်နှင့်ရော့နှဲ့ကဖျော့ပြစ်ကြပြီးလျင်အပြင်သို့ပြေးထွက်လာကြ၏ တစ်ဖက်တစ်ချက်မှာထန့်ထားသောလူများကသာလွတ်ချလိုက်နေရင်အင်ကျန်းပြင်မှာမြေခါရတော်မူ။တို့ရာတွင်တညီတညွတ်ထဲဖြစ်အောင်လုပ်ဖို့ကလုံနေ၏။ထွေခိုင်မြေကြီးကိုမပြောဘက်ဖြင့်အချက်ပေးရိုက်လိုက်သောအတန်ကဖုံးကနေပေါ်ထွက်လာကမလရင်ဤအင်္ဂလိပ်မှာလဲမြေပြင်သို့ဟုံးကနေကျသွားလေ၏။အမလေးတော်လာကြပါဦးတော့မလရင်ဤအတန်သည် အသက်ဖြက်ခဲရသောဇရက်အော်တန်လိုပါဇက်ကိုဖြဲ၍တအားကုန်ထွက်ပေါ်လာသည်ကိုလူမွှေးတို့ညမောင်တို့၏လာကြပါအောင်ထမှန်၍တေမင်းကိုစစ်ကိုခေါ်ပြန်မိကိုပိုက်ကိုဓာနှင့်ကတ်ထိုးနေသူကိုမှကဲတင်ရှင်ထင်မှတ်ခြင်းမှလူကြောင့်ကျင့်ဖြစ်နေသည် အမလေးဗျာအမလေးဗျာဟဲ့ငါပါဟငါပါဟချစ်ကပါစီတို့မရောက်မီ အလကားဖြစ်သွားရရှာသည်ဗာဒီတာအောင်အားကြက်တန်းဝါဖြင့်ဝမ်းဝန်ကပ်ပြီးကြလေရာရန်သူကိုငါဘက်သားမှတ်ပြီးအတန်ပြုတ်ကားမှဖုံးကနေခွက်ခနေစင့်ကဲရိုက်ကြပြန်လေ၏အဖွားချစ်ဆောင်မှာလက်ဖြတ်ပြီးကြောက်တောင်ငင်းနေမိလေသည်မလာရင်ဤအိမ်ဝိုင်းထဲတွင်လူတစ်ယောက်ကရှေ့ကပြေးက လူတအုပ်ကလက်ရိုက်နေသည်ကိုမြင်ရ၏ ဖောင်းကနေဖောင်းကနေအတန်များကိုလည်းကြာရဤ။အော်တန်များကိုလည်းကြာရဤ။အမလေးဗျာအမလေးဗျာရှေးမှပြေးသူသည် မချစ်တီအော်ဟစ်နေရဲ့ဝင်းချံကိုနင်းချိုးပြီးဝင်ပြေးလာရ။နောက်မှလူများကလည်းဖိ၍လိုက်လာကြသည်။တရင်ကအတွင် အခြေအနေဝင်ဘာကြီးတာအောင်မှလုံခြုံသောနေရာတစ်ခုတွင်တမိနစ်အတွင်ဝင်မအောင်မိပါက မလကီရတော်မီမှာတေချာနေ၏မလရင်ဤဩတန်ဘာဂျီတာအောင်ဤဩတန်တို့မှာပလိတ်တန်ရတွင်မြောက်ဖန်းသော အတန်ကဲ့သို့စုညံနေနေ၏စင်စစ်တော်ဖြာကြီးဒီဝါလုံးမှာခွေယူဝင်သလားဟုအထိတ်လက်ဖြစ်နေကြကမြေသူညာအိမ်ပြင်းသို့မထွက်ဝင်အောင်ရှိနေကြစဉ်ကိုလူမွေးတို့ကလွတ်လပ်စွာစခန်းသွားနေကြ၏အမလီဟီဟီဟီ ဒီအတန်သည်ဗာကြီးတန်အောင်၏အတန်မှန်းကိုအပွားချစ်ဆောင်ကတည်လိုက်သည်တို့ရတွင်ဘာကြောင့်ဒီလိုဖြစ်သွားရသည်ဆိုတာကိုအဖွားချစ်ဆောင်ကိုယ်တိုင်ပင် မစင်စားတတ်ပေအရှိတို့ဘာကြီးတန်အောင်အရောက်တွင်ကိုတန်အောင်ဝင်ဝင်ဒီထဲကိုဝင်ဟုပါဇက်မပြောကတကားကို ဖွင့်ပေးမိနေရတာဖြစ်သွားလေ၏ဘာကြီးတန်အောင်မှလည်းတေဘေးချောင်းပြေးဝင်လာမိကား လွတ်မြောက်သွားသည်ဟာကာလာသာကကိုလူမွေးမှာမရောက်ကြည့်နိုင်လက်အောင်အံ့အားတင့်သွားရသည် အဖွားချစ်စွန်သည်မိမိအားရစရာမရှိအောင်ပုတ်ခတ်ပြောဆိုထားသောလူတယောက်အားဘာကြောင့်ကယ်ဆယ်ရပါသနည်းဟိန္ဒူကလာနှင့် အမဲသားလိုအင်းဝရာစာဖြစ်အောင်မုံတီးချင်းကိုခံနေရသူကဘာကြောင့်ကယ်ဆယ်ရကုညီရသနည်းစုငွေတပြားမျှရမည်မဟုတ်သော ဗဟင်းနိကိုလျှက်ရတဲ့ပြည့်အတွင် ဖြည့်စုံနေမိကြ၏အဖြစ်ကမရနိုင်ဘက်နာလဲဟဟေးထွန်လာက နားမလဲစွာဖြင့်ရည်ရွယ်လိုက်မိသည်ဒီဖိုးကြီးသည်ဗာကြီးမိုးတို့အိမ်ဝိုင်းတဲဝင်းမိလျင်တို့လက်ထက်ကမလုံးအိမ်ပေါ်မှပင်ဥညီ၍လှမ်းနှစ်ထိုးလိုက်အောင်မည်ဟုဟုသောသူတို့၏ထင်မြင်ချက်သည်တက်တက်ဆင်အားလွမ်းနေသောကြောင့်အကြီးအကျယ်ကို အံ့အားသင့်နေကြရလေကုန်၏ဘလို့ဖြစ်တယ်လဲကိုသားအောင်ရဲ့ညီရတွေ့ရတာစိတ်မကောင်းဖြစ်လိုက်ပါပြီတော့တယ်အိုးတွေးတယ်ပါလားလှဲနေလှဲနေဒီမှာတွေးစေးတွေရှိတယ်မိမိအားတပုတ်လီလွင့်ချိုးဖက်ပြောဆိုသူဟူ၍အာဃာတထာရမယ်မသိအဖွားချစ်ဆုံးမှာမိခင်ဤချမ်းမြေဆင်းသက်သောမေတ္တာစိတ်ကသာရိုဖိတ်ပွင့်ဟာလာသည်ဘာဤတောင်ကို အตาအရာလှဲနေစေပြီးသွေးစည်းကိုအရှုခိုင်းထားကအဖွားချစ်ဆုံးကယွနူးအိုတည်နေလေသည်ဘာကြီးတာအောင်မှာစစောကသာကြောက်အားလန့်အားနဲ့ပြေးဝင်လာမိတော်လဲယခုတော့မျက်နာပူလာသည် အဖွားချစ်ဆုံးအကြောင်းမကောင်းပြောမိသည်များတော့သည်မိမိနာဝယ်ပဲ့တင်ထန်းလျက်ကြားရောက်လာရကလှဲနေရမှ ထားလိုက်၏အိုးအိုးလှဲနေအောင်လေး တာပြီးမူးသွားပါလိုက်အောင်မယ်ကိုတာအောင်နှဲနေအောင်နှဲနေအောင်ကိစ္စမရှိဘူးမချစ်စုံကျုပ်သွားနိုင်ပါပြီခွေးချီသည်ရွှေခွက်၌မတိနိုင်တကဲ့သို့ခொနည့်ရမသိမ့်မဲ့ထားသောမိန်နာစလားတဲ့ပုတ်ဟောင်သောဘာကြီးတန်အောင်ဤနှလုံးသားသည်လည်းအဖွားချစ်စုံဤမျက်လင်းဝင်းမုံရိပ်၌မခိုးဝင်နိုင်ရှာသို့မို့ချောင်းပင်ဘာကြီးတန်အောင်မှာအဖွားချစ်စုံဤပြုစုခြင်းကိုမခံယူလိုပင် ျက်နှာအပြက်ပြက်နဲ့ညင်းဆန်နေသည်မဟုတ်ဘူးလေခဏနေအောင်ဒါတွေကိုဆေးပြစ်လိုက်အောင်မပေါ်ကိုတာအောင်ရဲ့အာနာစီယာလူတွေမှတ်လို့ဟာနေပါစေနေပါစေအိုးမဟုတ်တာပဲကိုယ့်ရတွင်မရင်ငယ်နှင့်ပျော်မြူးခဲ့သောလင်ကြီးသည်မယားကြီး၏ကျင်နာရွရခြင်းများနှင့်တွေ့ဆုံရသောအခါစိတ်မလုံးနိုင်တကယ်သို့ဘာကြီးတာအောင်မှလည်းသူ၏ညဉ့်ညံသောနှလုံးသား၏၆လက်မှုကြောင့် ွေးလည်နေစင်မှာပင်မချစ်စုံဟေးမချစ်စုံဟုသောဘာကြီးမိုးဤခေါ်တန်ကအပြင်းမှဝင်ရောက်လာလေရာလာပြီးကိုမိုးရဲ့ဒီတော့မှဘာကြီးတာအောင်မှာပို့၍အနေကျက်လာတော့ကဝိဆာမက်ကိုပဲအဲ့နေစွာနေရတော့မလို့လို့ဒန်ယံမှသွေးတွေကိုပဲပဲစီစိုးနေရမလို့လို့နဲ့အနေရထိုင်ရခနေလေဤဟောဘသူများလဲဟဲ့ ဘာဂျီမိုကအိမ်ထဲတွင်ထိုင်နေသူအားခက်လက်လက်မှကြည်ကအော်လိုက်ရင်အနာတို့လာကငုံကြည့်၏ဟာတာအောင်ဘာဖြစ်လာတာလဲကွာအိုးသွေးတွေနဲ့ပါလားဖြစ်မှဖြစ်ရလေတငယ်ချင်းရာอืมလာပြန်မေးတရနင်းတို့ကကောင်းလေလေငါတည်ချင်နေပဲဟာဟုဘာကြီးတာအောင်ကကြည်၍ရေရွနေပြီလေမီဘာကြီးမိုးမှာ စိတ်မကောင်းစွာဖြင့်စုပ်သုံးလေးကတက်လိုက်ရကချစ်ဆောင်ရင်သွေးစေးပလဲယူခဲ့ပါဟာစေးထဲ့ပေးရနေပါစေကွာငါသွားနိုင်ပါပြီတိတ်မများပါဘူးအိုးမဟုတ်သေးဘူးလေကွာခဏနေရောကွာစေးထဲ့ပေးပြရစေဟုတ်နေပါစေနေပါစေကိစ္စမရှိပါဘူးဗာဒီမိုးမှာ၆ကက်ကက်အတန်ဖြင့်ပြန်လဲပြောကြရင်ကအတင်းယုံကထထသွားလေတော့သည် တာဟဲ့တငယ်ချင်းအိုးကိုတာခက်တော့တာပဲကိုမို့ရင်တော်ကြရင်သွေးလွန်သွားရင်ဒုက္ခပဲလိုက်ပါအောင်ဘာကြီးမိုးကဘာကြီးတန်အောင်ဝင်းရောက်သွားရာမှောင်ရိပ်ထဲသို့ပြေးဝင်လိုက်သွားတော့လင်းတင်ကနေရွှေခွက်တွင်မှခေါင်းစင်းထွက်ပြေးသွားတော့လဲဒါစီကိုကရှား၍မတွေ့တော့ခေါ်၍မရတော့တန်အောင်ကြီးဟေးတာမြစ်တာတေးညင်းဤ ကျေနာစွာတွဋ္ဌိတိခတ်တံကသာပြန်ဝဲလွတ်မြူနေပါတော့တည်းဗရန်ဒီကလန်ကိုတောင်းတောက်ရသဖြင့်ဘဝင်းမြင့်ပြီးဖျားကိုပင်တိုက်ခိုက်လာတော့နာလာဂရီငနေသည်ဖျားမြတ်စွာ၏မြစ်တာပိုက်ကုန်တွင်ဝင်ကုိကနေပြော့ကြခင်ရလေသည်ဘာဂျီတာအောင်သည်လည်းအဖွားချစ်ဆောင်၏တက်စင်တော်စေရနာမြစ်တာရိမ့်မှမျက်နှာပူပူဖြင့်ပြည့်ထွက်သွားရတော်လဲ မေတ္တာဆောင်တဲ့ဤပဲ့ပြင်ရာကိုက မလွန်ဆန်နိုင်။ဖြိုက်ကြီးကွင်းတခုဝင်ဗာကြီးတန်အောင်ဤခွဲရီတရားတန်များသည်စိတ်သွုံသွားခဲ့ကတွဲရီဘက်မှအနိုင်ရရှိသွားလေသည်။ကျွန်တော်အဖွားချစ်ဆောင်ကိုဘာကြောင့်များဒီလောက်တသက်သာလွမ်းနေရပါသနည်း။ရည်စားမှုလွမ်းတာတော့မဟုတ်ဆိုတာကိုတော့ရိတ်စားမိဖို့ကောင်းပါသည်။ဆိုလိုသည်မှာဟဲ့ဟဲ့ သဘောတရားရရှင်းတယ်လို့လို့ဘာလို့လို့ ਨੇ တဲဟုတ်တယ်ငါပါလားအမှန်ကတော့အဖွားချစ်စုံဤမြင့်မြတ်သောစိတ်ထားနှင့် စင်ကြယ်သောမေတ္တာပန်းတပွဲသည်ယခုထက်တိုင်လမ်းဆွေနေသေးသောကို လူလည်းလုတ်ပြီးတင်းပြနေခြင်းသာဖြစ်ပါသည်မှတ်မိသေးသည်အော်ဟော်ဟော်မှတ်မိသေးသည်ဂျပန်တော်လှန်ရေးအတွင်းတွင် ကျွန်တော်ဒီပါမျှမလုတ်ခင် ဘဲတော်လန်ရေးသမားကိုမျှလင်းအကူအညီမပေးခင်ဆန်အိတ်ပုံကြီးများမှခေါ်အိတ်များကိုခွာယူပြီး ပုတ်စော်နန်းနေသောဆန်မုံထက်တွင်ငှက်ဖြားတက်နေခဲ့သည်အဖျားမတက်သောအချိန်များတွင် နေရာဤထံပါ၌ခါရတော့ပွေနှုတ်ကျွေးသမှုပြုနေခဲ့၏ဒီလိုဆိုတော့ကျွန်တော်ကိုပြေကျိုးမဆောင်သူဟုဆွဆွဲတရားဖြစ်လာသည်မဟုတ်ပါ ကျွန်တော်သည် အငံမခံနိုင် အအိပ်ပြေမခံနိုင်သောကြောင့်တိုင်းပြည်အကျိုးကိုလက်နက်ကင်၍မဆောင်ရွက်နိုင်တော်လင်းအမှုပညာသဘောများပါဝင်သောဤဖြင့်တစ်ဖက်တစ်နှံကတဲပိုးနေပါသည်ကြည်ပါကျွန်တော်မိမသည်အိမ်နောက်သက်၅နှစ်အတွင်းဝင်တားယောက်ျားကြီးလက်ယောက်တတိမွေးထားပါသည်ဒါဟာပြေကျိုးဆောင်ခြင်းပင်မဟုတ်ပါလားကျွန်တော်တားလင်းရောက်သည်ရွေးကောက်ပွဲ၄ချိန်တွင်တစ်ချိန်စီသမရ မဖြစ်နိုင်ဟုမိသူပြောနိုင်ပါသည်။သူဒီမဟုတ် ပါတီလေးခု၏ခေါင်းဆောင်ကြီး၄ယောက်ဖြစ်ကမိကိုအချင်းချင်းကော်တုတ်နေကြမည်သူတွေမဖြစ်လာဘူးဟု၍ကမိသူပြောနိုင်ပါသည်။ကိုကမှသူများလုံးမစော်စားမဆောင်ရွက်ရဲတော့ဒီလိုသာပင် ဖြည့်ရဖြည့်ရတာပလိရင်းသည့်အချိန်ဝဲမဟာမိတ်အမိခံကိုအဟွာများသည့်မိုးပြန်ပန်းရထားဘောကနေ၍ ရွှေဝါရောင်ကြည်စံအသည့်ဆက်ဆက်ကလေးတွေနဲ့မရဏသာသနာပြုနေကြခိုင်ဖြစ်သည်ကြည်စံနေတော်ဝေါ်ကြတဲ့မှာပင် ကျွန်တော်ဤမယာမိဆန်းဆန်းတွင်ပြေစမမြတ်သားတကောင်ကို တကားကားနဲ့လွှဲထားရပြန်လဲပြီလေရင်ပြန်လာပြီဆိုလျင်ကျွန်တော်မှာကို့အတန်းနဲ့ကိုဖြစ်ပေါ်လာတော့သားလေးယောက်ကိုကျင်းတဲ့သူတဲရပိုးရမယားကိုတွဲရခေါ်ရနဲ့ဖက်တီလန်နေတော်သည် ဒီထဲတွင်အဖွားချစ်ဆောင်ကလည်းတမောက်ဖြစ်၏သူများတွေမှာဘုံချင်းထဲတွင်ခေါင်းတော်မြမဖောဝင့်အောင်ဖြစ်နေသည်သူမှာတော့ဆောင်းကလေးကိုခေါင်းပေါ်တင်ပြီးတရှက်ရှက်နှင်းလှောက်ရှားသွားလာနေကတချုံမှတချုံသို့ကုပြောင်းပြီးဟင်းရွက်ခုသည်တပင်မှတပင်သို့ရွှေ့ပြီးထင်းကြောက်ကောင်းနေသည်ကြည်စံများကသူ့ဤဘေးမှ၎င်းခေါင်းပေါ်မှ၎င်းပြန်တန်းလာပြီးတပင်များကို ထိမှန်နေသည် အဖွားချစ်ဆုံးအဖွားချစ်ဆုံးအထဲကိုဝင်မှာအဘွားမြင်သွားလိမ့်မယ်ကျွန်တော်ကကျင်းထဲမှာနေပြီးအော်ဤအဖွားချစ်ဆုံးကမကြပြီသွားမြဲတမ်းသွား၍လုံမြဲတမ်းလုံနေရာ ကိုကိုယ်တိုင်လည်းထွက်၍ဇွဲမခေါ်ဝင်ဖေးမလက်ကောင်းကန်လာအောင်သာ ကုန်း၍ကုန်း၍អော်နေရသည်အဖွားချစ်ဆုံးအဖွားချစ်ဆုံးဘာတော့ဟာဘာတော့ ခေါ်လုံးမကခေါ်တော့အခါအညာလေးထန်ကတိုင်းကြကြဖြင့်ပြန်၍ထူသည်ဒီထက်ကိုလာပါအဖွားချစ်ဆုံးရဲ့လူရိုက်မြင်ရင်ထက်ပြစ်နေအောင်မယ်ဘာတောင်းဟဲ့ငါပြစ်တာမဟုတ်ပါဘူးသူတို့ဖာသာသူတို့ပြစ်နေရပါ လာပါအဖွားချစ်ဆုံးရဲ့အထက်ကိုမြင်မြင်ငါပြစ်တာဟုတ်ပါဘူးသူတို့နဲ့ငါနဲ့ရန်သူလားဟငါပြစ်တာမဟုတ်ပါဘူးလာပါအဖွားချစ်ဆုံးရဲ့ အမလေးတိတော့မှာပဲပြောရင်ဆိုရင်ပင်အဖွားချစ်စုံဤဘေးနာရှိတရက်ကန်းကြီးတကန်းကို ကြည်စက်လာမှန်ပြီးပဲ့ကြလာသည် အဖွားချစ်စုံမှာမူသူ့လောက်ကိုသာသူလောက်၍အိန္ဒီယမပြက်ဆက်လျှောက်သွားလေသည်ကျွန်တော်တို့မှာမူဘရုံးကားမှာတတိမရသောဖျားကိုယခုမှရွတ်ဆိုအားထားနေမိကြပါ၏ထို့ကြောင့်ပင်ကျွန်တော်ကအဖွားချစ်စုံသည် ရွှေစည်းကုန်ဖျားအတွင်းမှာသာ ွားနေပါမူအဲ့ဆဲပါဖြစ်ရမည်ဟု၍ဆိုမိခဲ့ခြင်းဖြစ်ပါသည် လူဆိုသည်မှာရောလွန်တော်အသည်ဟုပြောစမဲ့ပြုကြရာအဖွားချစ်စုံမှလည်းစင်ကြဲသောကိုနှုတ်နှလုံးရှိလွန်ရာကသူပန်ဝင်ခြင်းဤရုပ်မှရိုင်းဆိုင်ခြင်းမကားမှုဒုစရိုက်များပေါ်ကြွယ်ခြင်းတို့နှင့်မဟမိအောင်ဖြစ်ခရသည် အကယ်၍သာ အဖွားချစ်စုံသည်ဂျပန်အပြည့်တွင်မကွယ်လွန်ခဲ့ပါမူကရင်အထတွင်လည်း ငါပြစ်တာမဟုတ်ပါဘူးဟူ၍ပြောကံပြောပေလိုက်အော်မိတကံစင်အံဒီနေရာမှာတော့1956ခုဇူလိုင်လထောက်မြောက်ရီမဂ္ဂဇင်းမှာပါရှိတယ်။စာရေးသူစင်အံရေးသားထားတဲ့မြစ်တာပန်းတပွင့်ဆိုတဲ့မဂ္ဂဇင်းဝတ္ထုတို့ဟာပြီးဆုံးသွားပြီပဲဖြစ်ပါတယ်ရှင်။နားဆက်သူစာပေချစ်သူများအားလုံးကျမ်းမာချမ်းသာပြီးဘေးရန်ကင်းကွာကြပါစေရှင်။